အတက်ချက်ချင်းကိုပြောရင်နှစ်မျိုးရှိတယ်။အဲ့နှစ်မျိုးကအမတို့ဘာနဲ့ဘာနဲ့လဲဆိုတော့အမတို့ formula ရဲ့ function ရဲ့ပေါ့နော်။အဲ့တော့ဒီမှာ function ရဲ့နောက်တစ်ခုကကြတော့ formula ရဲ့ဆိုပြီးတော့မှနှစ်မျိုး။အဲ့တော့အရင်ဆုံးအမတို့ formula နည်းကိုအရင်သွားမယ်။နော် formula ပေါ့။အဲ့တော့ formula ကကြတော့အမတို့လက်ကနေပြီးတော့မှလက္ခဏာတွေဖြစ်တယ်နော်။ပေါင်းနှုတ်မယ်မြောက်မယ်စားမယ်။အဲ့ကောင်တွေကိုသူကထည့်တွက်ပေးရတယ်။ ဒီကောင်းလေးကိုအမတို့ထည့်တွက်ပေးရတယ်ပေါ့လက်ကနေသူကထည့်တွက်ပေးရတယ်ကြားထဲမှာရမယ်เนาะဥပမာဘလို့တော့ဟာလဲဆိုရင်အဲမတို့ညီမြချင်းကိုဒီ200နဲ့တစ်စင်လေးကိုပြောင်းကျင်တယ်ပေါင်းကျင်တယ်ဒါဆိုရင်200အပေါင်းတစ်စင်ကြားထဲမှာဒီလက္ခဏာကိုထည့်ပေးရတယ်နောက်ထပ်သွားပေါင်းစရာ10ခွက်ရှိတဲ့ရင်လက္ခဏာကိုဆက်ထည့်မယ်ဆက်ပေါင်းမယ် ါမယ်เนาะအဲ့တော့သူကအစမှညင်ညာခြင်းအစမှညင်ညာခြင်းအလယ်မှာတော့ကိုသုံးတဲ့ခင်ခင်နဲ့ဈာမှာတွက်ချက်တဲ့အရာပေါ့အဲ့တော့ဒီကောင်လေးကိုဆက်သွားမယ်เนาะအဲ့တော့အခုမတို့ဒီမှာ sam ဆိုတာကြတော့ပေါင်းကျင်တယ်ဒီမှာ sam ဆိုတာပေါင်းပါဘာနဲ့ဘာနဲ့ပေါင်းပါလဲ data 1 column မှာရှိနေတာရဲ့ data 2 column မှာရှိနေတဲ့အရာဒီနှစ်ခုကိုပေါင်းကျင်တယ် ။ဒါဆိုရင်မတို့အဖြေပြလို့ရဲဆက်ကွက်ကိုရွေးမယ်နော်။ရွေးပြီးတော့ဒီ keyboard ကနေ equal ဲ့တော့အမြဲတမ်းမှတ်ထားမယ်အဲ့ဒီ equal ကိုထိုးပြီးသွားပြီးเนาะညီမချင်းနှိပ်ပြီးသွားပြီးဆိုတာနဲ့တစ်ခါတည်းမှတ်ထားတခြားဆဲကွက်တွေကိုရှောက်ပြီးတော့မှပိုနှိပ်ဒီနှိပ်တွေကိုရှောက်သွားလို့မရဘူးဆိုတော့ညီမချင်းနှိပ်လိုက်ပြီးဆိုတော့ ਨੇ तू ကတိတယ်အာဒီကြွက်ချက်မှုပြုတ်လို့တော့မင်းဆိုတော့ကို तू ကတိတယ်တိတဲ့အတွက်မှာတော့အာဟိုရွေးတူရွေးတွေဟိုနှိပ်ဒီနှိပ်တွေကိုတော့မနှိပ်ရတော့ကိုတက်မဲ့အဟောက်ပဲဥတီပြီးတော့တော့ရွေးရအောင်မယ်เนาะအဲ့ဆိုရင်မတို့ဒီမှာညီမချင်းပေါ့ညီမချင်းနှိပ်ပြီးသွားပြီးဆိုရင် 200ရဲ့ဒီ30နဲ့ကိုပေါင်းပါအဲ့တော့200ဆိုတဲ့ဆဲကွက်ကရှိပြီးသားဖြစ်တဲ့အတွက်ဒါကိုတစ်ချက်နှိပ်ပြီးတော့ပဲရွေးပေးရမယ်ရွေးလိုက်တဲ့အခါမှာကြည့်မယ်ဒီနေရာမှာ200လို့ပေါ်လာကနန်းအတိုင်းပေါ်လာမပေါ်ဘူးနော်ဒီဆဲကွက်ရှိတဲ့နာမည်သူ့ရဲ့ဆဲ reference ပေါ့မတော်အဲ့ A2 တို့ဥမာ B2 တို့ C1 တို့မြင်နေရတယ်အဲ့ဒါကိုဆဲ reference လို့ခေါ်တယ်နော်သူရဲ့ကိုစားပြုဆဲကွက်လေးကိုပဲပြပြီးတာဥမာ200ဘယ်မှာရှိရလဲ A column မှာရှိတာ B row မှာရှိရလဲ2 row မှာရှိရအဲ့တော့ A နဲ့2နဲ့စုံတဲ့နေရာမှာရှိနေတဲ့เนาะ data ဖြစ်နေတဲ့အတွက်ကြောင့် A2 လို့မြင်နေရတာရမယ်เนาะဘာလို့မှလဲပေါင်းမှာအဲ့တော့လက္ခဏာအပေါင်းကိုထည့်မယ်။ဘာနဲ့ပေါင်းမှာလဲ30နဲ့ပေါင်းမှာဆိုတော့ဒီ data ကိုရွေးမယ်။သူလဲအဲ့လိုပဲ B column မှာရှိရလဲ B column ရဲ့2 row မှာရှိနေတဲ့အတွက် B2 လို့မြင်နေရတာအဲ့တော့တောင်းပန်းစရာဆဲခွက်ရှိရင်တော့ရွေး ်မရှိဘူးအဖြေပြတော့မယ်ဆိုရင်အမတို့အန်တာလေးကိုနှိမ့်လိုက်တော့အဲဒါဆိုရင်အမတို့ပေါင်းလိုက်ပြီပေါ့ရမယ်နော်အဲ့တော့မတို့သူ့ကိုတပည့်ကလေးနှိမ့်ကြည့်မယ်တပည့်ကလေးနှိမ့်လိုက်တဲ့အခါမှာ formula ကိုပြန်ပြပေးတယ်ဒီကောင်နဲ့เนาะဒီကောင်လေးကိုပေါင်းထားတယ်ဆိုတဲ့ formula ကိုပြပေးတယ်ပြီးရင်အန်တာကိုပြန်နှိမ့်ပေးမယ်မတို့ formula ဘာကိုတွက်ကြည့်လိုက်ဒီကောင်လေးကိုရွေးပြီးရင် formula ဘာကိုတွက်ကြည့်လိုက်တွက်တဲ့ formula အတိုင်းပဲပေါ်တယ်เนาะ ခုနကတော့လက်ကနေရိုက်ထားတဲ့ data ကိုနှိပ်ကြည့်လိုက်ဒီကိန်းကနေအောင်ရိုက်နှိပ်ကြည့်လိုက်ဒါဆိုရင်အဖြေထွက်ထားတာမဟုတ်ဘူး formula နီးနဲ့တွက်ထားမှလက်ကနေရိုက်ထားတာဖြစ်တဲ့အတွက်လက်ကနေရိုက်ထားတဲ့အတိုင်း200ဆိုရင်200 30ဆိုရင်30အတိုင်းပေါ်တယ်ရမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒါအဲ့ဒါကိုတုံးခဲ့လိုက်တာအဲ့တော့ကြည့်ရအောင်ဒီကောင်လေးအဲ့လိုပဲမော်ရီညားချင်း150အပေါင်း6ဟုတ်တယ်နော်ပြီးရင်ဒါလေးညားချင်း900နဲ့ ဒီဘက်က15နဲ့ကိုပေါင်းမယ်အဲ့တော့အခုအမားတို့ကဒါ data အသုံးကူတယ်ပေါ့နော်ဆန်းနေတာမျိုးလို့၃ချောင်းလေးပဲရှိလို့၃ချောင်းကိုပဲလိုက်တွက်နေတာဆမ်းမြေကော်လန်အောက်မှာရှိသမျှဒါတွေအားလုံးမလုပ်ချင်တာလေပေါင်းချင်တာတွေကြီးပဲအဲ့တော့တွတ်တဲ့ပုံစံမတူဘူးလားတွတ်ချက်မှုတူညီတယ်ဘာလို့လဲဆိုတော့ဒါဒီအကုံလုံးကိုပေါင်းတဲ့အဖြေကိုပဲသူလိုချင်တာရမယ်နော်အဲ့ဆိုရင်မတို့အောက်ကတွတ်ပြီးသားအဖြေ၁၀ကွက်၂ကွက်ကိုရွေးပြီးတော့ဒလီနဲ့ဖြတ်မယ်နော် ဟုတ်ပြီအဲ့တော့အပေါ်ဟာလေးကိုလည်းတတိနဲ့ဖြတ်လိုက်ပါတော့ပြန်တွက်ပြမယ်เนาะညများချင်းပေါင်းမယ်အဖြေပြမယ်အောက်ကကောင်းနေရလဲအဲ့လိုပဲရွေးပြီးတော့မှပေါင်းမယ်ဟာတွေကြီးပဲဒါဆိုရင်ね exam မှာကဒကွက်တွက်ပြီးသွားပြီဆိုတာနဲ့အဲ့ဒီဆဲကွက်ရဲ့အောက်ခြေမှာเนาะဒီလိုအပေါင်းပုံလေးဖြစ်သွားပြီဆိုရင်ဖြီးပြီးတော့မှ auto fill ဆွဲချလိုက်တော့အဖြေထွက်သွားပြီတွေ့လားမယုံရင် အကောင်ကိုတပည့်ကလေးနှိမ့်ကြည့်လိုက် မှန်တယ်နော်ဒီမှာလေး row number လိုက်ရွေ့သွားတယ်တွေ့လား row 3ကိုရောက်သွားတဲ့အတွက်ဒီမှာလေး a3 နဲ့ b3 လို့ပုံနေတယ်ဒီကောင်လေးကိုလည်းဆက်လက်မှတ်ကြည့်လိုက်အမ်ဒီမှာ4ကိုရောက်သွားတဲ့အတွက် a4 နဲ့ b4 ဆိုပြီးတော့မှဖြစ်သွားတယ်ဒါဆိုရင် exam မှာက data တွေဒီတက်ကနေ100လောက်ထိရှိတယ်ဆိုရင်တစ်ခွက်ချင်းစီလိုက်တွက်နေမှာလို့ပြီးမှာမဟုတ်တော့ဘူးအဲ့အတွက်ကြောင့်ပြချမှုပုံစံတူညီရယ်ဆိုရင်တစ်ခွက်တွက်ပြီးတာနဲ့ auto fill ဆွဲချလိုက်အောင်မယ်ဒါကအမတို့အောက်ကိုတူလို့အောက်ကိုဆွဲချလိုက်တာ ဟုတ်ပြီနောက်တစ်ခုကကြတော့နှုတ်နေအဲ့တော့ equal a null data 2ပေါ့အဲ့တော့ sum or substitute ပေါ့မတို့ဒီ difference ပေါ့နော်အ different ရှာတာမျိုးတွေဆိုရင်အဲအမတို့အာဒါခြားနာခြင်းနာတို့ဘာတို့ပေါ့နော်အဲ့ဒါမျိုးဆိုရင်သူကဒီလိုမျိုးပေါ့ဟွာအာနှုတ်နေပေါ့နော်အဲ့ဒါဆိုရင်သူရဲ့ outside အဲဘာဟုတ်အပေါင်းလေးပေါ့နော်ဒီ auto fill ပုံစံလေးဖြစ်ပြီးဆိုရင်တူတယ်လေတူတဲ့အတွက်ဆွဲချလိုက် အဲမနှုတ်သေးရဲ့တွေ့လားသူတို့နှစ်ခုပဲရမယ်နော်ဒါမြောက်မေး equal 200နဲ့အမြောက်100နဲ့ပဲရမယ်နော်အားလည်းမြောက်ထားရဲ့နော်ဟုတ်ပြီဆွဲချမယ်အဲသူလိုက်ပြီးတော့တွက်ပြီးရဲ့ဟုတ်ပြီ divided စားမယ်နော် divided အဲ့တော့200ကိုပဲတီးမယ်အစားဒီ basilet တင်နေတာလေး အမြောက်ကကြတော့ခရီးဖွင့်တင်နေတာလေနော်အိမ်မှာမတို့နံပါတ်ဘက်မှာရှိရဲ့အဲဒါဆိုရင်ရဒသမထွက်နေတဲ့အရာမျိုးတွေလျှော့ခြင်းခုနတုန်းက increase decimal decrease decimal တွေနဲ့လျှော့လို့ရတယ်ဒါဆိုရမယ်နော်ဟုတ်ပြီအဲ့တော့ဒါကအမတို့ကဟိုဒီအပေါ်အောက်တူတာမို့လို့အပေါ်အောက်ကိုဆွဲချလိုက်တာโอเคအဲ့တော့ now တစ်ခု